အမေရိကန်နိုင်ငံအလက်စကာဒေသကြီးရှိနိုင်ငံတကာလေပိုင်းနက်မှာပြန်သန်းနေတဲ့ရုရှားစစ်လေယာဉ်လေးစင်းကိုသတိထားပြီးလိုက်ပါဆောင်ကြည့်ခဲ့ရတယ်လို့အမေရိကန်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကအမေရိကန်နိုင်ငံအလက်စကာဒေသနောက်ဖက် Bering ပင်လယ်ပြင်ကြီးမှာနိုင်ငံတကာလေပိုင်းနက်အတွင်ပြန်သန်းနေတဲ့ရုရှားစစ်လေယာဉ်လေးစင်းတွေ့ရှိခဲ့ရတဲ့အတွက်အမေရိကန်ကသတိပေးတဲ့အနေနဲ့လိုက်ပါဆောင်ကြည့်ခဲ့ကြောင်းမြောက်အမေရိကဆိုင်ရာအာကာသလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျင်းနိုင်ငံတကာလေပိုင်းနဲ့ area ဟာအမေရိကန်နဲ့ကနေဒါတို့ရဲ့လေကြောင်းရန်ကောက်ွယ်ရေးသတ်မှတ်ဆောင်အဖြစ် ထားရှိထားတဲ့နေရာလို့လည်းဆိုထားပါတယ်။ပြန်တန်းခဲ့တဲ့ရုရှားလေယာဉ်အမျိုးအစားတွေကတော့ TU-95 တာဝေးပြေဖြူဟာမြောက်ဘုံကျဲလေယာဉ်20နဲ့ SU-35 တိုက်လေယာဉ်20ဖြစ်ပြီးအမေရိကန်ကချိုတင်3ဘေးဒဏ်နေနဲ့ F-16 နေစင်းနဲ့ E3 ထောင်လန်းရင်းလေရင်တစင်းကလိုက်ပါသတိထားစောင့်ကြည့်ခဲ့ရတယ်လို့မြောက်အမေရိကဆိုင်ရာအာဂါသလေကြောင်းကောက်ွယ်ရေးတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။